င်အားပြင်းကလေးလှုပ်ခတ်ပြီးနေပြည်တော်ပြည်မနာရဲ့လမ်းမအခြေအနေတွေကိုကျွန်တော်လိုက်လံရပ်ကြည့်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။သာသနီကအဆောက်အုံတွေဆေးရုံတွေပလီတွေတရားရည်နဲ့လမ်းတွေချုပ်ပြတ်သွားတဲ့မြင်ကွင်းတွေကိုယခုဗီဒီယိုမှာကြည့်ရှုနိုင်ပါတယ်။ဒါတော့ယခုလက်ရှိပြည်မနာနေပြည်တော်မတ်လ28ရက်နေ့မှာပေါ့နော်။လှုပ်ခတ်သွားတဲ့နေ့လေတနားကြီးဝင်းချင်မှာလှုပ်ခတ်သွားတဲ့ငလေးရဲ့အခြေအနေဖြစ်ပါတယ်။အဲ့ဒီရှိမှာတော့မျိုးရဲ့အခြေအနေနဲ့ချက်လိုက်ပြပြပါမယ်။ဒီအောင်မဲ့ဘီစီပါနောက်ဆက်တဲ့ကလေးလေးပြန်တော့ရေးပြီးအနေနဲ့တော့လေသူတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်။ကျွန်တော်တင်ပြနေတဲ့ ဖြစ်စည်းဆုံးရှုံးမှုအနေအထားတွေကိုဗီဒီယို record ကျွန်တော် like ရိုက်တဲ့အခါမှာကတော့ပြင်မနာမျိုးမာစင်းနဲ့ Need Why ရှေးအောင်အဆောက်အုံတွေမှာအဖြစ်များတာကိုကျွန်တော်တွေ့ရှိခဲ့ရပါတယ်ဗီဒီယိုမှာပြထားသလိုမျိုးပဲရှေးအောင်အဆောက်အုံပြိုပြတ်တာတွေပိတ်မိနေတာတွေကိုကျွန်တော်တွေ့ခဲ့ရပါတယ်တက်ဆိုင်ရာဝန်ထမ်းတွေကလည်းကုညီကယ်ဆယ်ရေးတွေလုပ်နေသလိုမျိုးပဲကျွန်တော်တို့ပြည်သူချင်းချင်းလည်းဝိုင်းဝန်းကူညီနေရကိုကျွန်တော်မတန်းနေနိုင်ခဲ့ပါတယ်အင်အားဖြင့်ငလင်တစ်ခုလှုပ်ခတ်ပြီးတဲ့နောက်ဆက်တွဲငလင်ငယ်တွေရေးပြီးမိပြီးရလဲတတိထားရမှာပဲဖြစ်ပါတယ်။ကိုကန်ကြီးဖျားနောက်ဖက်မှာဆိုရင်လည်းမိတွေလောင်ကျွမ်းနေပါတယ်။ ။နောက်ကျနေ့ရမီတွေကိုတက်ဆိုင်ရကအမြန်လာရောက်နှိမ့်တက်နေတာတွေကိုလည်းကျွန်တော်ဗီဒီယိုရောက်နေခဲ့ပါတယ်။နေပြည်တော်ဩဒရာတီရီမျိုးနယ်တဲကနေမဲ့ကျော်ဆေးရုံတစ်ခုဆိုရင်လေဒုတိယရက်ကမြင်ကြီးတဲ့ဖြစ်သွားတယ်လို့မြင်ကြီးတဲ့ကအောက်ဆုံးတီကိုကျုံဝင်သွားခဲ့ပါတယ်။ဖြက်စည်းဆုံးရှုံးမှုအပြင်လူသေးပြောက်လည်းရမ်းများခဲ့ပါတယ်။ကျွန်တော်ရိုက်ကူးနေစဉ်အတွင်းမှာပိတ်မိနေတဲ့သူ9ဦးတဲက3ဦးကိုခေထုတ်ပြီးပဲဖြစ်ပါတယ်။ကုညီကေစေးဆောင်ရွက်နေကြတဲ့မိသက်ဝန်ထမ်းအနေနဲ့သက်ဆိုင်ရာဝန်ထမ်းတွေအများကိုပြင်ပန်းနေကြတာကိုလည်းကျွန်တော်တွေ့မြင်ခဲ့ရပါတယ်။ လန်ဒရာဘိုင်းမှာရဟန်းကိုနည်းမဲ့ရလာတဲ့ကျွန်တော်တို့နေပြီးတော့ပြင်မနာတွေရဲ့လမ်းမတွေကလည်းငလင်းရဲ့တန်ကြောင့်မလို့ခုလိုမျိုးလှိုင်းတရာတွေအများကြီးဖြစ်နေတာကိုတွေ့မြင်ရပါတယ်။အားလုံးပဲယခုလိုဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့နောက်ထပ် every year ရှိတဲ့သတင်းတွေကိုကျွန်တော်ရဲ့ channel ကနေဆက်လက်တင်ဆက်ပေးပါဦးမယ်။မင်္ဂလာရှိသောနေ့ရက်အတိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေ။အားလုံးပဲ be safe ပါ။ကျွန်တော် KD sharing ကအကောင်းမြတ်ပါ။